ဒုက္ခကိစ္စဥစ္စာ ပုတ်စာဖတ်နည်းကိုဘယ်လိုသင်ကြမလဲဆိုတဲ့သင်ခန်းစာကောင်းစဉ်ဖြစ်ပါတယ်။ကလေးတွေကိုကျမတို့ကဒုတိယတန်းမှာ grade 2မှာပါပါပြီးစပြီးတော့ပါလာပါပြီပစင်ဖတ်နည်းတွေကိုအဲ့ဒီတော့ပညာတစ်လုံးနဲ့ english တစ်လုံးနဲ့ဖတ်နည်းကိုကျမတို့ကတစ်လုံးချင်းတစ်လုံးချင်းသင်တာတဲ့သူရဲ့အုပ်စုတူရာလေးတွေကိုတွဲပြီးသင်လို့ရပါတယ်။ဥပမာဆိုရင်ကျမတို့ grade 2ဖတ်စာဥပမာဆိုရင်ပါပါလိမ့်မယ်။နောက်ဆုံးသင်ခန်းစာလေးမှာလေနော်အခန်း၈မှာလေပုံပြောကြမယ်နားထောင်ကွယ်စလုံးစစ်ဖတ်နည်းဆိုသူအများကြီးရှုပ်ရှုပ်ရှက်ပြေးထားတယ်။အဲ့ဒီလိုဟာတွေတဲကမှကျမကမိမိဒီအိမ်မှာသင်လို့ရအောင်နားလည်လွယ်အောင်ဒါမျိုးလေးကိုပြန် ံခွဲပေးထားတာဖြစ်ပါတယ်။ဘာလို့ဆိုတော့နောက်ကျရင်အုပ်စာပစ္စည်းဆိုတဲ့ဟာလည်းပါလာတယ်။ပြီးလို့ရှိရင်ပုပ်စာများကိုတွတ်ပါဆိုသင်ချာမှာလည်းဒါတွေပါတယ်။ဘာကြောင့်မလို့ကျွန်တော်တို့ပုပ်စာလို့ဖျက်ရလဲဆိုတော့နီးကိုသိကျင်နေဆိုရင်ဒီသင်ခန်းစာလေးကိုဒီဗီဒီယိုလေးကိုကြည့်လိုက်လို့ရှိရင်နားလည်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကအရှိမကျွန်မအပိုင်းတစ်လေးမှာပြောခဲ့တာမှတ်မိလားမသိဘူးဒါလေးကိုဣတရာနော်တရရှစ်လုံးရှိတဲ့မြန်မာတရ အာအီအူအူအီအော်တရာအဲအဲ့ဒီထဲမှာဒါမူလတရာဒါလေးကိုမြင်ကျွန်တော်တို့ဣတရာယင်းနေခိတရာတင်ယူတရာ grade 1တရာဣတရာနဲ့အတူတူပဲဆိုတော့ကျွန်တော်တို့သိရမယ်ဒါလေးကနော်အခေယဥအဲ့ဒါမူလဥတရာတင်ယူတရာမှာတချောင်းငင်ဥတရာကအခေယဥနဲ့တူတယ်လို့ကျွန်တော်တို့မဖြစ်မနေသိကိုသိရမယ်ဒါအရင်မြင်တာမဟုတ်ဘူးသိကိုသိရပါမြန်မာမှန်ရင်ဒါကိုသိရမယ်ဗာမှန်ရင်သိရမယ်မြန်မာမှန်ရင်တရာကိုသိရမယ် မြမမှန်ရင်မူလသရကိုတိကိုတိရမယ်เนาะဒါလေးကဘ ഹു တုတမြောက်ပေးတာပါကျမလည်းအရင်မကျွမ်းမှုတိုင်းမဲ့လည်းမြမစာပေကိုချစ်တော့လိမ့်လာရင်းနဲ့မြောက်ရတာဖြစ်ပါတယ်ကလေးတီကိုလည်းမြမစာကိုပေါပေါပဲပဲဆိုတဲ့ဗာမျိုးစာမျိုးတင်တာထက်ပေါ့เนาะပေါပေါပဲပဲလို့ထင်တာတဲ့မြမစာကလွဲပါတယ်ကွာဆိုတာထက်စကားနဲ့စာနဲ့မတူတဲ့ခေါင်းစဉ်လေးလေကျမခဏခဏနောက်ပိုင်းကျရင်အမြဲတမ်းမြမစာနဲ့ပတ်သက်တာကို phonics နဲ့ပတ်သက်တာကိုအမြဲတမ်း တပြေးညီဖြစ်သွားအောင်တင်တင်ပြမျှော်ပြပါမယ်နော်ဟုတ်ပြီဒါဆိုမူလမြမမှန်ရင်မူလသရကိုကျမတို့ကတိခိုတီးရပါမယ်နော်ကျမကနည်းနည်းလေးရှည်ပါတယ်ဒါလေးကိုနားလည်ပြပါနားမလည်ရင်လည်းကြော်သွားလိုက်ပါရှင်မကြည့်ချင်တဲ့ကြော်သွားပါနော်ဟုတ်ပြီဒါဆိုလို့ချင်းဥဒရကိုကျမတို့ကတိသွားပြီဆိုတာနဲ့ဒီအခေယဥလေးကိုမြင်ဒီဒီတန်ဖတ်ရမယ်နော်တိသွားပြီဆိုရင် ကကြီးအသက်သက်မဲ့ခခွေးအသက်သက်မဲ့ကတက်ခတ်သက်ဆက်သက်ဇက်သက်တသက်တွေပါထားပြီဆိုလို့ရှိရင်ကျမတို့ကတသက်အတန်နဲ့ပဲထွက်ပြီးဖက်လိုက်ပါဆိုတော့ဖက်နီးကိုပါဠိဖက်နီးကိုကျမတို့ကမှတ်လိုက်ရင်ရပါပြီ။နားပြန်နားနည်းနည်းရှုပ်သွားလားမသိဘူးနော်ပြန်ပြောမယ်နော်။ဣဒရနဲ့ဥဒရ လာပြီဆိုရင်စလုံးတစ်လုံးဖတ်တော့မယ်ဣဒရနဲ့ဥဒရလာပြီဆိုရင်ကာကြီးကိုအသက်တန်ကသက်ခါခွေးအသက်တန်ခသက်စာလုံးအသက်တန်ဆက်သက်ဒါသိပြီးသားအဲ့လိုအသက်တွေပါလာတွင်ဘာအတန်ဖတ်ရမှာလဲဆိုတော့တသက်အတန်ဖတ်ရမယ်တသက်အတန်ဘယ်လိုဖတ်မလဲသတသက်ပါရရလဲသက်နော်ပြီးလို့ရှိရင်ကျမတို့ကအမ်နောက်တစ်ခုကဟွန်းအတသက်အဲအဲ့လိုအတန်အဲ့ဒီအတန်ထွက်ရမယ် ဟုတ်ပြီအဲ့တော့ကျမတို့ဒီမှာပအသက်သက်ထားတယ်အဲ့တော့ဣတရကိုရင်ရှာမယ်ဒီဘက်ကိုကြည့်လိုက်အကုန်လုံးကဣတရတယ်ဒီဘက်ကိုကြည့်လိုက်အကုန်လုံးကဥတရတယ်ဒီမှာကျမအတန်တော့မှမရေးထားရသေးဘူးเนาะညီမအတန်ထက်တော့မရေးလိုက်ရသေးအဲ့တော့ညီမအတန်နဲ့တခါလေးဒီမှာရေးပြမယ်ဒါဆိုရင်ဒါလေးဖြတ်လိုက်ပြီเนาะဟုတ်ပြီအဲ့တော့ပြန်ရေးမယ်ဣတရကဒီမှာဒီမှာဒါကဣတရဘာလို့လဲဒီမှာကြည့်တိကိเนาะအော်ဒီမှာဥတရရောနေတယ် ါလည်းဥဒရရောနေတယ်เนาะဥဒရရောသွားတယ်ရှင်ဒီမှာဥဒရဥဒရအဲ့တော့ဣဒရကိုပြမယ်ဆိုတီကီကဣဒရအဲ့ဒီဣဒရအရင်ရှင်းမယ်ဣဒရကိုအဲ့ဒီဣဒရကဘာနဲ့တွဲမယ်ကာကြီးအသက်ခါခွေးအသက်စစလုံးအသက်ဇာဇာခွေးအသက်တတ်တာအသက်ဟုတ်ပြီတာဆိုတာဒါတာကြီးဒါတာကြီးတီကျမတို့က တာကြီးတီတာနဲ့တာနဲ့ပေါင်းထားတာမြန်မာစာမှာဒါလိုအသီးကိုသိရမယ်နော်ပါဠိမှာတာကြီးတီမြန်မာစာမှာတာနဲ့တာနှလုံးပေါင်းတာကြီးရတယ်ဒါကြောင့်မလို့အရှိကတူညီသောပြီးနှလုံးဆင့်ထားတာဒါအခုနားလို့ကျွန်တော်တို့ကကာကြီးနှလုံးဆင့်ထားတာမျိုးတို့ပါးသားနှလုံးဆင့်ထားပုတ်ပါးတို့မျိုးဒါမျိုးဒါမျိုးတွေဆင့်ထားမဟုတ်တော့ဘူးနော်အဲ့လိုမဟုတ်တော့ဘူးဒါကြောင့်မလို့ကဲဒါမျိုးနှလုံးဆင့်လာပြီဆိုလို့ရှိရင်ဒါကအဆင့်မဟုတ်တော့ဘူးတာကြီးဆိုတာတာနဲ့တာနဲ့ဆင့်ထားတာတို့သိကိုသိရမယ်ကျွန်တော်တို့အဲ့ဒါကြောင့်မလို့ပါကိုအသက်သက်ထားတာပေါ့နော် နှလုံးစင်သားပြီဆိုရှေးကအသက်ကိုရှေးကတာကိုအသက်တန်ယူရမယ်ကျွန်တော်တို့အရှိမပြောခဲ့တယ်မဟုတ်ဘူးလားအဲအဲ့ဒီတဲကမှာဩဣဒရာဒီမှာတောင်းရင်ဘူးလုံးကြီးတင်တိဣဒရာအဲ့ဒီဣဒရာကိုတောင်းရင်ဘူးလုံးကြီးတင်တတ်တတ်နဲ့ပေါင်းပြီဆိုချက်ဘာအတန်ထွက်မှာတော့ကျွန်တော်တို့အတန်ထွက်လို့မရအောင်ဘာအတန်ထွက်ရမှာလဲဆိုတော့ပုံသေးနည်းရှိပြီးသားတတ်တတ်အတန်ထွက်မယ်ဒါကြောင့်မလို့တောင်းရင်ဘူးလုံးကြီးတင်တတ်တတ်တိတ်ဆိုပြီးကျွန်တော်တို့ဖဲ့ရတာဖြစ်တယ်တိတ်တာ ။ဟောဒီမှာဆိုလို့ရှိရင်လည်းစလုံးကိုအသက်တန်ဆက်သက်ပဲရမှာလေ။ကဆက်သက်ကေမဆက်သက်မေစဆက်သက်စ။ဟုတ်ပြီလား။နဆက်သက်နစ်ကျမတို့ကပဆက်သက်ပြအဲ့လိုမျိုးပဲထက်ခဲ့တယ်။သင်ခဲ့တယ်။အခုကျမရင် ကိစလည်းမဟုတ်ဘူးလို့ပြီးတော့အတန်ဖြစ်သွားတာတုံးဆိုကလေးတွေကိုကျွန်တော်တို့ရှင်းပြတော့မယ်ဆိုလို့ရှိရင်နော်ကာကြီးလုံးကြီးတင်ဆက်သက်ကိတ်လို့ကျွန်တော်တို့ကတင်လို့မရပါဘူးကာကြီးလုံးကြီးတင်ဆက်သက်ကိတ်လို့တချို့တွေတင်တာကျွန်မကြားဘူးပါတယ်နော်အဲ့တော့ကာကြီးလုံးကြီးတင်ဆက်သက်ကိတ်လို့မတင်ရဘူးစလုံးအတန်နဲ့တတ်ထားတယ်ဆိုရင်ဣတရသည် စလုံးအတန်နဲ့တွဲလာပြီဆိုရင်အဲ့ဒီစလုံးအတက်ကလေးဆက်သက်ကလေးကိုတတ်တတ်အတန်နဲ့ပြောင်းဖက်ရတယ်ဒါကြောင့်မလို့ကိစ္စ နော်ဣဒရာကြောင့်ပြီးသွားပြီဣဒရာကြောင့်ပြီးသွားဥဒရာလာမယ်ဥဒရာဆိုတာတချောင်းငင်ဥဒရာဒီအရင်တော့ကမူလတရာက အခေယဥအဲ့ဒါဒီနေ့ခေတင်ယုဒရမှာဥဒရအဲ့ဒီဥဒရဘာလို့ဒီဟာရေးပြလဲဆိုတော့ဒီမှာဥဒရဘယ်မှာတော့ဥဒရတခုမှလည်းဥဒရမပါဘူးလို့နှလုံးထဲမှာမွေ့မွေ့နေမှာကြောက်လို့နည်းနှလုံးထဲမှာအဝေဝါးနေမှာကြောက်လို့ပါအဲ့ဒါကြောင့်မလို့ပြပြတာဖြစ်ပါတယ်ကျမကတိုင်းရင်သူဖြစ်တဲ့အတွက်ဗမာစကားလည်းလည်းဝင်ပြရတဲ့ခါကျရင်လည်းနားလည်ပြပါနော်မြန်မာစာသာယူထားတာပါမြန်မာမြန်မာတိုင်းရင်သားမဟုတ်ဗမာတိုင်းရင်သားမဟုတ်ပါဘူးရှင်ဒါဆိုရင်ဥဒရဆိုဒီမှာတချောင်းငင်ဥအဲ့တော့ဒီမှာဥဒရဒီမှာဥဒရဒီမှာဥဒရ နော်အဲဒါလေးကတော့အဲဒါဆိုရင်ဥဒရာဒီမှာတွေ့တယ်ဒီဟာပဲကျန်တဲ့ဟာတော်တော်များများဥဒရာလည်းမရှိဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာစပြီးဥဒရာဖြစ်တဲ့အတွက်ဥဒရာကိုစသက်ဇသက်တသက်ခသက်ဒီမှာတော့စသက်အဲကြောင့်မလို့ပါသောတချောင်းငင်သူကဆင့်ထားတာစလုံးနဲ့စအပေါင်းကစလုံးကအသက်ဖက်အောက်ကစလင်ကအသက်ဖက်ဆိုင်သူမှနောက်မှအာတရပိုင်းပါတဲ့တရနဲ့တွဲလိုက်အဲတော့ဟောပိစာလို့ဖြစ်မှာမဟုတ်ဘူးစသက်ကလေးဖြစ်နေတယ်ဆိုရင်စသက်ကလင်းထွင်ဘာအသက်တန်ဖက်ရမလဲ အသက်အသင်ဖျက်ရမယ်ဒါကြောင့်မလို့ပါစောက်တချောင်းငင်တသက်ပုတ်စလင်းရေချာစ ပုတ်စာအောက်ပါတင်ချာပုတ်စာများကိုဖြည့်ရှင်းပါပုတ်စာဒါကြောင့်ရတာဖြစ်ပါတယ်ဒီမှာဒီမှာလည်းအဲ့တော်မယ်နော်ဥကိုဥဒရလေးကိုစက်သက်နဲ့တွဲပြီဆိုရင်ဘာအတန်ဖတ်မလဲဒီမှာစက်သက်နဲ့တွဲပြီဆိုရင်ဥဒရကိုစက်သက်နဲ့တွဲရင်တသက်အတန်ဖတ်မယ်ဒါကြောင့်မလို့အတချောင်းငင်တသက်အိုးဒီမှာအခေယဥတချောင်းငင်နော်အခေယဥမဟုတ်ဘူးဒီမှာတချောင်းငင်ရဲ့ဒီလိုမျိုး ဒါဒီဒါဒီနော်အခရာဥအခရာဥကိုအတက်တက်တာနဲ့အတချောင်းငယ်တက်တက်အုံနဲ့အတန်အတူတူပဲဒါကြောင့်မလို့ဥစာကလေးတွေကတော့ဒီလိုပြလို့မရအောင်ကျွန်တော်တို့ကအခရာဥတီဒါနဲ့အတူတူပဲဆိုတော့ပြေးပြရမယ်အခရာဥနေမှာအတချောင်းငယ်ဥရေးပြမယ်ဆက်သက်ကလေးကဟဲ့ဒီဆက်သက်ကလေးတီဘာနဲ့သွားတူလဲ တက်တက်အတန်အတိုင်းထွက်ရမယ်လို့ကျွန်တော်တို့ရေးပြရမယ်ဒါကြောင့်မလို့အုပ်စားရမလားရှင်ရပြီစက်ကြည့်မယ်ဟောဒီမှာဆိုလို့ရှိရင်လေဖူးတာမဟုတ်ဘူးเนาะကျွန်တော်တို့ကဘလို့ဖြစ်မလဲဆိုတော့ဩမင်းဘလို့ဖြစ်မလဲဆိုတော့တာတာကြီးတီဘာနဲ့ဘာနဲ့ရဲကလေးတို့တာတာတို့ရဲသမီးတို့ရဲတာကြီးဆိုတာပါဠိမှာတာနဲ့တာနဲ့ပေါင်းထားတာဒါကြောင့်ဒါဆိုရင်ပဆင့်เนาะတာနဲ့တာနဲ့ဆင့်ထားတာအရှိကတာကိုဘလို့အတန်ဖက်မယ်အသက်တန်ဖက်မယ်နောက်ကအတာ ဘာမှတရတန်လည်းမပါတော့ဘူးနောက်ကတကတဖို့အဲ့တော့ဖောက်ထုတ်ကတချောင်းငင်ကတက်တက်ကဘလို့တန်ထွက်မလဲဒီမှာရှိတကိုအသက်တက်ထိုင်ရင်ဘာတန်ထွက်ရမလဲအသက်အတန်ထွက်ရမလဲကြောင့်မလို့ဖားတချောင်းငင်တက်တက်ဖားတချောင်းငင်တက်တက်ဖုတ်ဖုတ်တာနော်အဲ့လိုပဲကျွန်တော်တို့ဆိုအောင်ဖြစ်ပါတယ်ဒါဆိုရင်ဒါလေးဘလို့ဖတ်မယ်ဖုတ်တာဟုတ်ဒါဆိုလို့ရှိရင်လည်းเนาะ do ဓာရီတချောင်းငင်ကတ်သက်ဒုတ်နော်အဲ့လိုမဟုတ်ဘူးဘလူကတ်သက်ကဒုတ်တန်ထွက်မလဲကတ်သက်ကအဲ့အတန်မထွက်တဲ့နော်ကတ်သက်ကဘာတန်ထွက်လဲအကတ်သက်အမကတ်သက်မဲပကတ်သက်ပဲနော် ရကတရဲ့စဝဆွဲနောက်ပြင်းဆွဲရဲ့ဆွဲလို့ဖတ်ခဲ့ပြီးရကြမှာဒါရီတချောင်းငင်ကတက်ကြရခါကြမှာဒက်လည်းမထွက်ပါနဲ့ဒုက္ခပဲဘယ်လိုထွက်မလဲဟုတ်လားအဲ့တော့ကျမတို့ကဘာကြောင့်ကတက်ဥတရကိုကတက်နဲ့တွဲတွေ့ပြီဆိုလို့ရှိရင်ကတက်နဲ့တွဲတွင်ကျမတို့ကဘာတန်ထွက်ရမလဲ အတ္တံထွင်ဒါဓာရီတချောင်းငင်တသက်ဒုက္ခကိုရေခဒုက္ခဒါဘလို့ကျွန်တော်တို့စလုံးပေါင်းတင်မလဲဓာရီတချောင်းငင်ကတ္တကဒုက္ခဘာလို့ဒုက္ခအတ္တံထွက်ရလဲဓာရီတချောင်းငင်တသက်ဒုက္ခအတ္တံဖက်ရမယ်ဘာဖြစ်လို့လဲရီတော့အမှန်ဖက်တော့အတ္တံလဲမဟုတ်ဘူးเนาะကာဥဒရလေးကဘာကြောင့်ဒုက္ခဖြစ်သွားလဲဥဒရလေးတချောင်းငင်ဥဒရလေးဒီကတ္တကလေးနဲ့တွဲလာရင်အဲ့ဒီအတ္တံလေးကိုတတဝင်းဘူးအတ္တအတ္တံဖက်ရမယ်ဒါဆိုရင်ကျွန်တော်တို့ကเนาะ ပတသက်ပတ်ကျွန်တော်တို့သိပြီးသားဟုတ်တယ်ဟုတ်ဒါကြောင့်မလို့ဓာတ်တွေတခြားငင်တသက်ဒုက္ခခါခွေရေခါဒုက္ခဖြစ်သွားတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်လည်းဒါလေးကကြတော့ထူကြဟာဒီဟာနဲ့မတူပါဘူးဒါဒီမှာပေါင်းပြီးတော့ကျွန်မရေးမိသွားတာပစ္စည်းဆိုလို့ရှိရင်လည်းတူညီသက်စလုံးစလုံးဆင်ထားတာအဲ့ဒီတော့တူညီသက်ဒီကောင်ဒီကောင်နဲ့မတူတာနော်ဒါကမတူပါဘူးအဲ့တော့ပဟုတ်ပြီစာလုံးနှလုံးစင်စလုံးကအသက်တန်ထွက်မယ်တလုံးက နောက်ကဣဒရနဲ့ပေါင်းမယ်အဲဒီတော့ဒါကကြတော့ပုံမှန်အတိုင်းပဲအရှိမတင်ခဲ့တဲ့ကျမတို့ကဟိုဆက်ကူတို့တစ္ဆာတို့အတိုင်းပဲအဲတော့ပစ္စည်းလို့ဖြစ်ပါတယ်ဒါလေးကဒီမှာဘာလို့ရောက်ရောက်နေတာကျမတင်ခန်းစာလောက်တာနည်းနည်းကြံခဲ့လို့ပါဒါလေးနားလည်ပေးပါရှင်ဒါဆိုလို့ရှိရင်ကျမတို့ကဒုက္ခကိစ္စဥစ္စာပု္ပ္ပာဘယ်လိုဖတ်မယ်ကလေးတွေဘယ်လိုသင်မယ်ဆိုတာကိုနားလည်သွားပြီလို့ထင်ပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်မြန်မာစာအပိုင်းလေးတွေထပ်ပြီးတော့ပါဠိဖတ်နေအပိုင်းလေးတွေထပ်လာပါမယ်ရှင်ကျေးဇူးပါ